မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ PDF Planet ကံပုံပေါင်းအဖွဲ့ရရမေလ15ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မြင်းကြက်ခရိုင်အတွင်းရှိ NASA ကတပ်စခန်းတွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပြီးမြင်း NASA ကတပ်တွေရဲတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူစစ်အဖွဲ့တွေလက်တွဲညီစွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့မှုကြောင့် PDF အဖွဲ့ရထိခိုက်ကြဆုံးမှုတွေနဲ့ NASA ကတပ်စခန်းတွေကိုထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ ရောက်တာပိုင်းထဲမှာတော့မြင်းကြံတောင်တာနှထိုးကြီးမှဖြစ်ပွားနေရဲ့တိုက်ဝဲချင်းနေနဲ့ပတ်သက်ပြီးတော့မြင်းကြံပြည်သူစစ်ကောင်ဆောင်ဒေါ်တီတာရွတ်မော်ဘာတွေပြောဆိုထားတယ်လဲဆိုတာကို ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမစတဲ့ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီး PDF ကူပေါင်းအဖွဲ့ရပြီးခဲ့တဲ့မေလ15ရက်မနက်ပိုင်းက မြင်းကျန်ခရအတွင်ရှိမြင်းကျန်တောင်တာလက်ထိုးကြီးမြို့တွေကိုအင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့်နာဆာကတပ်တွေနဲ့ပြည်သူစစ်အဖွဲ့တွေဟာဟန်ချက်ညီစွာပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် PDF အဖွဲ့တွေအထင်အားနေရလို့သိရပါတယ် PDF အဖွဲ့တွေကိုအားပေးထောက်ခံသူတွေကြာမှာတော့ PDF ပူးပေါင်းအဖွဲ့တွေလှုပ်ဆောင်တဲ့ခရိုင်အဆင့်စစ်ဆင်ရေးအတွင်းနာဆာကတပ်စခန်းတွေကိုထိန်းချုပ်နိုင်မယ့်အလားအလာကောင်းတွေရှိနေတဲ့ပုံစံမျိုးရေးသားဖော်ပြခဲ့ပေးမယ် လက်တွေ့မြေပြင်မှာ NASA ကဘက်ကတက်စကန်တွေလက်လွှတ်ရမျိုးမရှိဘူးလို့သိရပါတယ်။ PDF ဥပအဖွဲ့တွေဟာပြီးခဲ့တဲ့မေလ15ရက်မှာငင်းချက်မျိုးအတွင်ကာလွန်အင်အားနဲ့ဒိုးစစ်စင်တိုက်ခိုက်ခဲ့ပေမယ့် NASA ကတက်တွေအပြင်ဒေါ်တီရာရွတ်မွန်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် PDF အဖွဲ့တွေထိခိုက်သေးဆုံးကပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ PDF ပူပေါင်းအဖွဲ့တွေဟာမေလ15ရက်နေ့ကဖြစ်ပွားတဲ့ မြင်းကြံမျိုးတိုက်ပွဲတွင်နာဆာကတက်တွေနဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေကိုအင်အားသုံးတိုက်ခိုက်နိုင်တာမျိုးမရှိရောပဲမေလာ16ရက်နေ့ကလည်းချောင်းပြတ်တဲ့ပုံစံမျိုးသာလာရောက်တိုက်ခိုက်နိုင်ခဲ့လို့သိရပါတယ် PDF ဥပအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်ကလည်းမြင်းကြံခရိုင်တစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရှိရဲကြတဲ့အင်အားသုံးတိုက်ခိုက်ခဲ့ဖို့ပေမဲ့နာဆာကတက်တွေနဲ့ပြည်သူစစ်အဖွဲ့တွေကခက်မမာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ငင်းကျက်ခရိုင်တစ်ခုလုံးထိမ့်ကျုံနိုင်ဖို့ကြိုးပမ်းမှုတွေပြင်ဆင်ကြရပါတယ်။ PDF အဖွဲ့တွေဟာပြီးခဲ့နှစ်ကငင်းကျက်ခရိုင်တစ်ခုလုံးကိုတင်းယူနိုင်ဖို့ရည်မှန်းချက်မအောင်မြင်ဖြစ်ခဲ့ပြီးနောက်လူအင်အားဖြင့်တင်းကဲ့ပြီးနောက်2025ခုနှစ်မေလ15ရက်နေ့မှာခရိုင်အဆင့်စစ်စင်ရေးထပ်မံဖော်ဆောင်ခဲ့ရဖြစ်ပြီးငင်းကျန်တောင်တာနှစ်ထိုးကြီးလက်စုံစီမီကောင်မျိုးတွေကိုတပြိုင်တည်းထိုးစစ်စင်တိုက်ခိုက်လာခဲ့ရဖြစ်ပါတယ် PDF ပူပေါင်းအဖွဲ့ရိဟာမေလ15ရက်နေ့မှာမြင်းကြံမြို့အထက်နာကကြောက်ပြုတ်ရွာနှစ်ထိုးကြီးမြို့နယ်အတွင်းကမြမတရုတ်တငွေပိုက်လိုက်အဆောင်စခင်နှစ်ထိုးကြီးမြို့နယ်ကဝက်လူရက်စခင်တောင်သာမြို့နယ်အတွင်းကထနောင်းကုန်းရွာတွေကို ပြင်းမဲ့ထားတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် PDF ပူပေါင်းအဖွဲ့ရိဟာမြင်းကြံခရိုင်အတွင်းရှိမြို့ငါးမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခြင်းအတွင်းနာဆာကဟာမြေပြင် တက်တွေဖြည်သူစစ်အဖွဲ့ရိအပြင် လက်နက်ကြီးဖြစ်ကိုယ်တွေလေကြောင်းတိုက်ခိုက်မှုတွေကိုအသုံးပြုပြီးပူပေါင်းတုံ့ပြန်နိုင်ခဲ့ရာ PDF ပူပေါင်းအဖွဲ့တွေအထင်းနာခဲ့ရလို့သိရပါတယ်။မြင်းကြံမြို့မှာတိုက်ပွဲတွေတည်ကြီးမမမရှိတော့ပေမဲ့နထိုးကြီးမြို့မှာမေလ16ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ PDF ပူပေါင်းအဖွဲ့တွေဟာဝက်လူရဲစခန်းကိုထိန်းချုပ်နိုင်အောင်အင်အားသုံးတိုက်ခိုက်ခဲ့ပြီးနားဆက်ကအစိုးရကိုစန့်ကျင်နေသူတွေတချို့ကတော့ ဝက်လူရဲစခန်းကိုတင်ပိုင်းရာကနေပုံစံမျိုးပို့စတွေတင်ခဲ့ပါတယ်။မြထိုးကြီးမြို့နယ်ဟာမန္တလေးတိုင်းဒေသကြီးမြင်းကျန်ခရိုင်မှာတည်ရှိပြီးတော့အနောက်ဘက်မှာမြင်းကျန်မြို့နယ်၊မြောက်ဘက်မှာငှက်စုံမြို့နယ်၊တတောင်မြို့နယ်၊အရှေ့ဘက်မှာမြစ်သားမြို့နယ်နဲ့တောင်ဘက်မှာဝမ်တွင်မြို့နယ်၊မလိုင်မြို့နယ်နဲ့တောင်သာမြို့နယ်တို့ရှိနေပါတယ်။ရထိုးကြီးမြို့နယ်ဟာပင်လယ်ရေမျက်နှာပြင်အထက်955ပေအထက်မှာတည်ရှိပြီးမြေမျက်နှာအတွင်ပြင်မှာညင်ညာပြန့်ပြိုခြင်းမရှိပေ ကောင်းမြင့်ဆိုင်ဝမ်းနဲ့စင်ကြီးလျှော်တွေဖြစ်ပေါ်လှိုင်းတွန်းတဲ့တရှိရဲ့မျိုးဖြစ်ပါတယ်။ဝဲလူရဲ့စကန်ဟာနထိုးကြီးမျိုးသားဂျာလန်းပေါ်မှာတရှိပြီးတော့မြင်းကျန်မန္တလေးဖြက်လန်းတစ်ခုလည်းဖြတ်ပါတယ်။စီရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကို Telegram လူမှုကွန်ရက်မှာရေးသားဖော်ပြနေတဲ့တစင်ဦးအမည်ရှိရဲ့အကောင့်တစ်ခုကဝဲလူရဲ့စကန်လုံးဝမကြပါဘူး။ခန္တန်နီရဲ့တပ်ဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်တော်တော်များကြောပါတယ်။နထိုးကြီးတက်မြို့လုံးနေပါအကျန်းဖက်တွေက တိုက်ပွဲပေါ်ဆောင်နေရမျိုးဖြစ်ပါတယ်။တာဝန်ရှိသူတွေရဲ့စီမံကုတ်ကဲဆောင်ရွက်ချက်တွေအရဒီပွဲပြီးရင်ငင်းချံလက်ထိုးကြီးက PDF အကြံဖတ်တွေအပူလုံးကျလူလုံးမလယူကျုံးမရတာတွေဖြစ်သွားမှမြင်ရမိပါတယ်။ကျမတို့ယုံကြည်ထားတဲ့တမတော်ကြီးကတပ်ဖွဲ့ဝင်တွေနဲ့ကျမတို့ထောက်ခံသူတွေကိုစိတ်ပျက်စီမှာမဟုတ်ဘူး။လက်ထိုးကြီးတိုက်ပွဲတွေအတော်ပြင်းထန်နေပါတယ်။တိုက်ပွဲဝင်နေတဲ့တမတော်ရဲတပ်ဖွဲ့နဲ့ပြည်သူစစ်တွေအနေနဲ့အကြမ်းဖက်တောင်းကျမ်းသူတွေကို အမြန်ဆုံးနှိမ်နှင်းအောင်မြင်နိုင်ကြပါစေဆိုပြီးတော့မေလ16ရက်နေ့က၎င်းရဲ့လူမှုကွင်းရက်မှာရေးသားဖော်ပြထားပါတယ်။နာဆာကတပ်တွေဟာဝက်လူရဲစခန်းတိုက်ပွဲအတွင်းတာလုံအင်အားနဲ့လာရောက်တိုက်ခိုက်ခဲ့တဲ့ PDF ဥပအဖွဲ့တွေကိုဝိုင်းတွဲအမျိုးစားလေရင်အပြင် drone တွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ထိုးကြီးဝက်လူရဲစခန်းတိုက်ပွဲဟာမေလ15ရက်နေ့ကနေမေလ16ရက်နေ့အထိ၅ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဥပအဖွဲ့တွေဟာ ဝက်လို့ရက်စကန်အတွင်းရှိတပ်ဖွဲ့ဝင်တွေကိုစစ်တပ်ရဲ့မြောင်းတဲ့အထိဆင်ပြီးတိုက်ခိုက်ခဲ့တယ်လို့ RPG တွေလည်းပြစ်ခတ်တိုက်ခိုက်တာမျိုးတွေရှိခဲ့ပြီးတော့ရက်စကန်တစ်ခုလုံးဆုတ်ပြတ်သွားတဲ့အခြေအနေမျိုးရှိခဲ့ပေမဲ့ဝက်လို့ရက်စကန်ကတပ်ဖွဲ့ဝင်တွေဟာလက်နက်ချအငြက်ခံခြင်းမရှိပဲ PDF ဥပအဖွဲ့တွေနဲ့အတိတ်အနေတိုက်ခိုက်ခဲ့လို့သိရပါတယ်။လထိုးကြီးမြို့နေတူတောင်တာမြို့မှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့ပြီးမေလာ16ရက်နေ့ကလည်းဝဲလောင်ဘက်အထက် မင်္ဂလာဦးစစ်စေးရဲ့ဂိတ်ကို PDF လက်နက်ကအဖွဲ့တွေကလာရောက်တိုက်ခိုက်ခဲ့ပြီးနာဆာကတပ်တွေကိုသွေးတိုးဆန်းတဲ့ပုံစံမျိုးရှိခဲ့ပါတယ် PDF ပူပေါင်းအဖွဲ့တွေဟာမေလ15ရက်နေ့ကတာလွန်အင်ယာနဲ့နာဆာကတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ပြီးမြေနာဆာကတပ်တွေနဲ့ပြည်သူစစ်အဖွဲ့တွေကအကောင်းဆုံးပုံစံမျိုးနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် PDF အဖွဲ့တွေရဲ့စခန်းသိမ်းနိုင်ရင်မျှော်လင့်ချက်တွေပြသခဲ့ရပါတယ် PDF အဖွဲ့တွေဟာတောင်တာမြို့ကို မေလ15ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးနောက်တောင်သာအနောက်ဘက်ကထဏောင်းကုန်းရွာကိုအင်အားသုံးတိုက်ခိုက်ခဲ့ပြီးမိထဏောင်းကုန်းရွာမှာရှိနေတဲ့နာဆာကတပ်တွေပြည်သူ့စစ်အဖွဲ့ဝင်တွေလက်နက်ကြီးပစ်ကုန်တွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တောင်သာ PDF အဖွဲ့တွေနဲ့ပူပေါင်းအဖွဲ့တွေဟာအထိနာခဲ့ရပါတယ်။မြင်းကြံတောင်သာနထိုးကြီးမျိုးက PDF အဖွဲ့ဝင်အင်အားဟာအနည်းဆုံး900ကျော်ရှိနေပြီးတော့တရုတ်နိုင်ငံတော့ဆက်လက် RPG နဲ့ပြောင်းရွှေ့သဏ္ဍာန်တချို့ကန့်ဆောင်ထားပေမဲ့ စီစံပပောများများရှိပုံမရှာပေ။ NASA ကအဲ့ဒီ PDF တွေကိုလေကြောင်းနဲ့မြေပြင်ပူပေါင်းပြီးတံပြန်တိုက်စစ်အရှိန်မြင့်တိုက်ခိုက်မယ်ဆိုရင် PDF အဖွဲ့ရီပုံမှုအထင်အရွယ်ရှိနေပါတယ်။ PDF ပူပေါင်းအဖွဲ့ရီဟာမင်းကျန်ခရိုင်အတွင်းရှိ NASA ကတပ်စခန်းတွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပြီးမယ်။တိုက်ပွဲကလ9ရက်ကြာချိန်အထိ NASA ကတပ်စခန်းတစ်ခုကိုမှထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့မင်းကျန်ပြည်သူစစ်ကောင်းဆောင်ဒေါ်တရာရွတ်မော်က ဝေါ်တောင်းမီဒီယာချန်နယ်ရဲ့ဆက်သွယ်မေးမြန်းမှုကိုအခုလိုမျိုးပြောဆိုခဲ့ပါရှင်တောင်းတာလည်းကောင်းပါရဲ့။နေ့ကကျွန်တော်ထဏောင်းကုန်းတည်သူဖြစ်လဲသူတို့သူတို့လန်သွားတာပဲရန်သူမနေ့။တော်တော်များတည်ရတယ်အဲ့နာမှာ။ဒီဘက်ကတော့ထိခိုက်ကြဆုံးမှုမရှိဘူးထဏောင်းကုန်းလဲ။၃ရက်ကြာပြန်လည်ခုခံတာပါလေ။ထဏောင်းကုန်းတည်သူဖြစ်ရတယ်။ မထိုးကြီးဘက်ကလည်းအခုဒုစဘောသူတို့စကြောင်းတွေလည်းဝင်နေပါဘူးကိုဘကထိခိုက်ကြဆုံးမူတော့ဟိုမဆိုးသလောက်ပါပဲအဲ့မရှိပါဘူးဒါသတင်းမှန်ပါဟိုတို့မြေပြင်မှာတော့တို့တိုက်နေပါပြီခိုက်နေပါပြီတို့တို့ဝိုင်းဟိုညညာနဲ့တို့လှုပ်ချင်လဲလှုပ်မှာပါဒီဘက်ဒီရောက်ပြခုနေနေပြခါရဲဆိုတော့ကိုဘက်ကအများကြီးတာပါလို့တို့တို့က တို့ဘက်ကလူကြီးတေးတာများဆိုတော့ပို့ပြီးမဲတာပေါ့မရရမလားဆိုတဲ့စိတ်ပေါ့လို့ကျွန်တော်တို့တနေအောင်တော့လုပ်တယ်သူကအကြည့်နာတယ်ကြီးကြီးကုန်းတယ်တို့မှရလက်မရှိတော့တို့ကပို့မဲတာပေါ့အဲ့မှာလူပြန်စုခဲရပြန်စုပြန်တိုက်ရပေါ့တို့ရအောင်လုပ်မယ်ဆိုလည်းဟာပေါ့ဒါပေမဲ့တခုမှကြားသွားတာမရှိသေးဘူးနော်อ๋อโดยตองญามีเนี่ยมาโหไลน์หมดมาตะชู่ပြောနေကြအောင်ခုနကြရတယ်ညာကြလို့တခုမှမကြအောင်ဒီတင်းတော့ ဒီလိုပဲကပါနော်။မကြပါဘူးဝလူလည်းအခုဒီဒီနေ့ဒီပဲဖြစ်သေးပါ။ဟုတ်ကဲ့။ဝလူကတက်ကောတက်ကောရေရောစစ်ပြန့်ခိုင်ပါပဲ။စစ်ပြန့်ခိုင်ပါပဲမနေ့ကတော့မှသူတို့ရန်သူရန်သူအခန်းနောက်ပြန်ရှင်းလာရန်သူလက်ကြည့်ရအများကြီးရပါတယ်သူတို့တွေ။သူကရှိလူတွေဒီခုဒီခုဒီလာအောင်ဖြစ်နေတယ်လေခုတောက်ချောက်နမထွက်တဲ့အချိန်မှာတခုမှမရှိဘူး။ဖြန်စင်းရတော့ ဟိုအချင်းကြီးရဟိုစားနဲ့ပေါင်းတာပေါ့နော်မတို့ကြီးရေစကန်မြို့မရေစကန်နဲ့ပေါင်းနေတယ်။ဘယ်လိုကြောက်တော့မရှိပါဘူး။သူတို့တိုင်ရတယ်မရတယ်ဆိုတော့သူတို့မီဒီယာတွေနောက်တော့သူတို့ရဲ့ Facebook တုံးနေတဲ့ဟာတွေ TikTok တွေမှာကြီးလိုက်တယ်မ profile နေတာခုနကမှအုပ်ပူဖြောက်နေတာနဲ့ဒီနောက်မှအုပ်ပူဖြောက်နေတာနဲ့ဟုတ်ကဲ့ပြည့်နေတာပါပဲဒါဒီမျိုးကန်တွေဆိုတိတာပဲဒီဘက်မှာ ရုပ်ကနေတည်တဲ့အဝေးရတွေကသူတို့မီဒီယာအားကိုးနဲ့ဘလို့ဖြစ်ပါပြီဘွားဖြစ်ပါပြီ ਨੇ ဒီမှာမရှိပါဘူးဒီဘက်ကဟိုသခန်းပေးလိုက်ရတာတော့နော်တချို့နေရာကျတော့ဒီခင်းချင်းတစ်ခုတာသူချင်းနေချင်းခါရသူပေါင်းတယ်ဗောနော်တစ်ခုနဲ့တစ်ခုပေါင်းတာပဲရှိတယ်ဟိုကြတာမရှိပါဘူး